အားလုံးပဲမင်္ဂလာပါရှင် အခုတစ်ခေါက်မှာတော့ဆရာကြီးအောင်သိန်းရဲ့ပေးသူနဲ့ယူသူဆိုတဲ့စာအုပ်လေးရဲ့နောက်ဆုံးပိုင်းကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ပေးသူနဲ့ယူသူ အပိုင်း6လူငယ်နဲ့ခေါင်းဆောင်မှုခေါင်းဆောင်ဟုဆိုရင်နိုင်ငံရေးခေါင်းဆောင်တိုင်းပြည်ခေါင်းဆောင်မြို့နယ်ခေါင်းဆောင် စသည်တို့ကိုသွားပြီးမြင်အောင်လိုက်ကြစရာအကြောင်းရှိနေသည်။စင်စစ်အားဖြင့်နေရာတကာမှာခေါင်းဆောင်ရှိနေသည်သာ ဖြစ်သည်။ရုပ်စွာဆုံးပျော်ပွဲစားထွက်ကြရာ၌ပင်ခေါင်းဆောင်ရှိလာတတ်ကြသည်။လူ3-4ယောက်စုပြီးပွဲလန်းသဘင်သွားကြတော့မည်ဆိုလျင်အမှတ်မထင်တယောက်ယောက်ကခေါင်းဆောင်ဖြစ်မှန်းမသိဖြစ်လာတတ်သည်။ထို့အတူကုံတွယ်စီးပွားရေးလောကတွင်လည်းခေါင်းဆောင်ပေါ်တတ်စမြဲပင်ဖြစ်သည်။စီးပွားရေးနှင့်ပတ်သက်၍ မိမိလှုပ်ဆောင်နေသည့်ခန္ဓာတွင်မြင့်နိုင်သည်။အမြင့်ဆုံးခေါင်းဆောင်တစ်ယောက်ဖြစ်ရမည်ဟုသောတန်ဓိဋ္ဌံကိုချလိုက်ရန်လိုအပ်ပါသည်။လူအုပ်စုနှင့်ပတ်သက်သော ရုံးရင်းဆန်ခတ်အရေးခင်ကိစ္စမျိုးပေါ်လာလိုက်ရင်ဘလူကဘလူရဲ့ပင်မတိလိုက်ရပဲကျဲလောင်တက်ကြွစွာ အော်ဟစ်လှုံ့ဆော်လိုက်သောလူတစ်ယောက်ပေါ်လာတတ်သည်။ဘာရဲ့မဟုတ် ထိုသူပြောလိုက်ခိုင်းလိုက်သည်ကိုကြောင်ကြံလိုက်လှုပ်ကြသည်ကိုလည်းတွေ့ဘူးကြပေလိမ့်မည်။ အတော်အတန်ပညာအခြေခံရှိသောစင်ကြင်ဉဏ်နည်းသည်လည်းမဟုတ်သောသူများပင်လင်ရောင်ပေရောင်ပေနှင့် လိုက်ပါသွားတတ်သည်ထို့သောသောခေါင်းဆောင်မျိုးမှာမျောမျောမြင်းမြင်းခေါင်းဆောင်မျိုးမဟုတ်သောကြောင့်နာဝန်ခါခဏရှိသွားပြန်တော့လည်းကြက်ပြောက်ငှက်ပြောက်ပျောက်သွားတတ်သည်မှလည်းဓမ္မတာပင်ဖြစ်သည်ထို့သောသောခေါင်းဆောင်မျိုးအဖြစ်ကိုလိုလားအပ်သည်မဟုတ်ကြောင်းအထူးပြောနေစရာမလိုပါ နိုင်ငံတော်အစိုးရကစီးပွားရေးလွတ်လပ်ခွင့်ပေးလိုက်ပြီးဆိုသောအခါတွင်လည်းထို့သို့သောအရေးပေါ်ခေါင်းဆောင်တွင် ထွက်လာလိုက်ကြသည်မှာတယုံယုံဖြစ်သွားတော့သည်ကုမ္ပဏီဆိုတာတွေ enterprise ဆိုတာတွေကိုရှောင်လို့မလွတ်နိုင်အောင်တွေးလိုက်ကြရသည်ဘသူကမှခြုံချနေစရာမလိုအပြစ်တင်ဝေဖန်နေစရာမလိုဒီလိုပဲကို့အခွင့်အလမ်းကိုအသုံးပြု၍ကို့တက်လမ်းကိုထွင်ကြရမည်သာဖြစ်သည် သို့သောတကယ်ကို ရေရှည်ခိုင်ခိုင်ခန့်ခန့် ကြီးပွားလူသူများအဖို့မှကခေါင်းအေးအေးထားပြီးရေးပေါ်ကြီးပွားရေးခေါင်းဆောင်များကို အားမကျမိရန်တတိထားဖို့လိုမည်ဟုထင်ပါသည်မိမိကိုမိမိထိုသို့သောခေါင်းဆောင်မျိုးမဟုတ်ဘဲတကယ်ကိုလိမ္မာရေးချရှိသောခေါင်းဆောင်ဖြစ်လာစေရမည်ဟု ခိုင်ခိုင်မာမာစိတ်ပိုင်းဖြတ်ထားရန်လိုမည်ထင်ပါသည်စီးပွားရေးခေါင်းဆောင်နိုင်ငံရေးနှင့်စီးပွားရေးဆိုသည်မှာခွဲခြား၍ရနိုင်စကောင်းသည်မဟုတ်ကြောင်းကို လူတိုင်းသိကြပါသည် ထို့ကြောင့် ိုင်ငံရေးတွင်ခေါင်းဆောင်ကောင်းလိုအပ်ပါလျင်စီးပွားရေး၌လည်းခေါင်းဆောင်ကောင်းများလိုအပ်သည်ဆိုသောအဖြစ်မှအလိုလိုထွက်လာပြီးတော့သည်နိုင်ငံရေးခေါင်းဆောင်ရေချင်းပြေဝမှ တိုင်းပြည်ငြိမ်သက်အေးချမ်းနိုင်သည်ဆိုသောအချက်ကိုလက်ခံမည်ဆိုလျင်စီးပွားရေးခေါင်းဆောင်များရေချင်းပြေဝမှသာလျင်စီးပွားရေးတိုးတက်ဖွံ့ဖြိုး၍လူများတက်တာချောင်းလဲလာနိုင်မည်ဆိုသောအချက်ကိုလည်းလက်ခံရတော့မည်သာဖြစ်ပေသည်လူများတက်တာချောင်းချီအောင်ရေချင်းပြေဝလှသောစီးပွားရေးသမားများက နှုတ်ဆောင်နိုင်စွမ်းရှိသည်ဟူသောအချက်ကို လက်ခံလိုက်မိပြီးဆိုလိုက်သည်နှင့်တပြိုင်နက်ထို့သောသောစီးပွားရေးသမားများကိုလူအများ၏ခေါင်းဆောင်ဖြစ်ပါပေသည်ဟူသောအဆိုကိုပါ လက်ခံကြရတော့မည်ဖြစ်ပါသည်တကယ်စင်စစ်အားဖြင့်တေချာလေးလာကြည့်လိုက်မည်ဆိုပါလျင်လဲချမ်းသာကြွယ်ဝနေသော နိုင်ငံကြီးများတွင် စင်မြင့်ပေါ်ကနိုင်ငံရေးခေါင်းဆောင်များသည်လုပ်ငန်းရှင်ကြီးများဟု ဆိုအပ်သော စီးပွားရေးကောင်းဆောင်များ၏တိုက်တွန်းတွင်တင်မှုများကို အလေးကယူပြုနေကြရသည်ကို တွေ့ရမည်ပင်ဖြစ်သည် ထို့ကြောင့်မိမိကြီးပွားတိုးတက်ရေးအတွက်ဘယ်စည်းဝါးရေးဘာလုပ်ငန်းကိုပဲလုပ်နေသည်ဖြစ်စေငါချမ်းသာရမည်ဟုသော စိတ်ထားမျိုးကိုကြော်၍ငါသည်လူအများ၏ချမ်းသာမှုကိုဆောင်သောစည်းဝါးရေးခေါင်းဆောင်ဖြစ်ရမည်ဟုသောမြင့်မားသည့်ရည်မှန်းချက်မျိုးကိုအခိုင်အမာနှလုံးပိုက်ထားသင်ပါသည်ကုံထုတ်လုံးမှုကုံသွဲဖြန့်ချီမှုတို့ကိုတေချာစဉ်းစားကြည့်လိုက်လေလေစည်းဝါးရေးခေါင်းဆောင် လူအများကြီးကောင်းဆောင်ဟူသောအချက်မှာပြည်ပြင်းထင်ရှားလာလေဖြစ်ပါသည်လူလောကကြီးတိုးတက်လာသည်နှင့်အမျှလုပ်ငန်းခွဲဝေလုပ်ကင်မှုကလည်းပုံမိုသေးစိတ်လာရသည်လုပ်ငန်းများအသေးစိတ်ခွဲဝေလုပ်ကင်ကြရပုံကိုရှောက်ပြီးရေးလိုက်မည်ဆိုရင်ဤဆောင်ပါ၏မူလရည်ရွယ်ချက်ကိုပင်မျက်ခြေပြတ်သွားလောက်ပေသည်ထို့ကြောင့်လူရင်းကိုသာပြောလိုက်ပါတော့မည်ကုံထုတ်လုပ်သူများကထုတ်လုပ်လိုက်ကြသည်သူကဖြန့်ချီရေးကိုကိုယ်တိုင်မလုပ်နိုင်တော့ပြီထို့ကြောင့် စားသုံးသူ၏လက်ထဲသို့ရောက်အောင် သူကိုယ်တိုင်မပို့နိုင်တော့ချေထို့ကြောင့်ဖြန့်ချီပေးသည့်လူတွေပေါ်လာရသည် ထိုကုံစီများကိုစားသုံးသူများထံသို့ရောက်သွားအောင်တည်ဆောင်ပေးရပြန်သည်ထို့သို့ကုံများကိုတည်ဆောင်ပေးရသည့်အတွက် ကုံတဲ့ကုံတဲ့ဟု ခေါ်လေသလားဟုပင်ကြံစဖွယ်ရာဖြစ်သည်ရက်ရွာမငိမ့်မသက်လမ်းပန်းဆက်သွယ်ရေးခက်သည့်အခါမျိုးတွင်ကြမှထို့သို့သော ကုံတဲ့များ၏ဂျေဇူးထင်ရှားလာသည် တမျိုးနယ်ဒဒေတာမကုံစီများကိုအထူးသဖြင့်ဆန်စသည့်စားကုံတောက်ကုံများကိုကျက်လက်နေသည့်ဒေတာများသို့ရောက်သွားအောင်ခက်ခဲပင်ပန်းစွာဆွန့်ဆွန့်စားစားတည်ဆောင်ပေးကြပေသည့်သူတို့၏အမျက်အစွန်းအကျိုးကျေးဇူးကိုရည်မြော်၍လှုံ့ဆော်ခြင်းဖြစ်သည်ဟုဆိုရစီအောင်တော့သက်ဆိုင်ရာဒေတာမှလူအများမှသူတို့ကြောင့်ပင်လျင် စားနေရိတ်ခါမပြတ်ကြသည်ကိုကျေးဇူးတင်ကြရမည်သာဖြစ်သည့် အထက်ညာဒေသတစ်ခုသောမြေခွက်တွင်စိုက်ပျိုးလိုက်သည့်စတော်ဘဲကိုရန်ကုန်မြို့မိမိအိမ်ရှိသို့နက်နက်စောစောရောက်လာပြီးပဲပြုတ်ဟုအော်လိုက်သည့်အထိလုပ်ငန်းခွဲဝေမှုများကိုကြည့်လိုက်လျင် ထိုထိုသောကုန်တယ်တို့၏ကျေးဇူးကိုစင်ကြင်မိလောက်စရာပင်ဖြစ်သည် ထိုကဲ့သို့ကုန်စည်များကိုချောမွေ့စွာလဲပတ်နေအောင်လှောက်ဆောင်ပေးနေသည့်သူများကိုလည်းခေါင်းဆောင်ဟုခေါ်အပ်သည်ပင်မဟုတ်ပါလားသူတို့ကဝမ်းတထွာဟုသမျှနှင့်ဓာတ်ရိုက်ပတ်သက်နေလေသောကြောင့် ဝမ်တထွာဟူသမျှတို့ဤခေါင်းဆောင်ဟူပင်ခေါ်နိုင်လောက်ပါပေသည်ခေါင်းဆောင်ဟူဆိုးလိုက်သည်နှင့်တပြိုင်နက်ခေါင်းဆောင်ကောင်းခေါင်းဆောင်ဆိုးဝါခေါင်းဆောင်ညံ့ဟူသောအချက်ကကက်ပြီးပါလာပြန်တော့သည်နိုင်ငံရေးတွင်တော့ကိုကျိုးကိုတစ်ချက်မျှမကြည့်တော့ပဲမိမိဤနောက်လိုက်ငယ်သားဝါမိမိကိုခေါင်းဆောင်တင်မြောက်ထားသည့်ပြည်သူလူအများဤအကျိုးကျေးဇူးကိုသာလျှင်ရှေးရှုသောခေါင်းဆောင်မျိုးကိုခေါင်းဆောင်ကောင်းဟုခေါ်ကြကြောင်းထင်ရှားသည် ထို့အတူ မိမိဩဇာတိတ်ကမကြီးမှုကိုသာလျှင်မိမိ၏အကျိုးကိုသာလျှင် ရှေးရှုသော သူမျိုးကိုကောင်းဆောင်ဆိုးဟုခေါ်နိုင်ကြောင်းထင်ရှားပြန်သည် ထိုကဲ့သို့ပင် စီးပွားရေးတွင်လည်းကောင်းဆောင်ကောင်းကောင်းဆောင်ညက်ကွဲပြားလာနိုင်သည်သာလျှင်ဖြစ်သည် ကုံတဲ့ဆိုသည်မှာမျက်ချင်စွန့်ကျင်လို့သာလောက်ကြခြင်းဖြစ်သည်အထက်တွင်တင်ပြခဲ့သောဥပမာကလေးကိုပြန်ပြီးကောက်လိုက်ခြင်းမှသည်ရဲရွာမငြိမ်မသက်ဖြစ်၍စားနပ်ကုံစီများမလဲပတ်သောကြောင့် ြက်လက်နေသည့်ဒေသသို့စားကုန်တောက်ကုန်များတွားရောက်ရောင်းချလိုက်နိုင်လျင်ဈေးကိုကြိုက်သလောက်တင်လိုက်နိုင်သည့်အခြေအနေမျိုးဖြစ်လာနိုင်သည်။တစ်ဖက်ကလည်းမရှောင်သာမတိန်သာလိုအပ်နေသည်ဖြစ်သောကြောင့်ဆိုသည်မဈေးကိုပေးပြီးဝယ်ရတော့မည်သာဖြစ်သည်။ဤသို့သောအခြေအနေမျိုးတွင်မှ စီးပွားရေးကောင်းဆောင်တဦးဤစရိုက်ပေါ်လွင်လာနိုင်လေတော့သည်။ခက်ခက်ခဲခဲစွန့်စွန့်စားစားကုံသွဲပေးသူဖြစ်သောကြောင့် အမျက်အစွန်းကိုလည်းမျိုးမျိုးမျက်မျက်ယူထိုက်သည်မှာမှန်ပါပေသည် သို့သောအတိုင်းတာဆိုသည်ကလည်းရှိနေပေသေးသည်ယခုတလော ခစ်စားနေသည့်ရိုက်စားဆိုသည့်သကလုံးအတိုင်းရိုက်စားလိုက်သလိုတစ်ဖက်သားစားသုံးသူ ခမညာကိုတစ်စက်ကလေးမညာပဲကိုကျိုးတတ်တတ်ကိုသာယူလိုက်မည်ဆိုလျင်တော့တကယ်ကောင်းဆောင်ညက်ဖြစ်တော်မည်မှာတေချာနေပါလိမ့်ပြီစင်စစ်ထို့သောသူမျိုးမှလည်းကြီးမြင့်သောစီးပွားရေးကောင်းဆောင်ဖြစ်လာရန်မလွယ်လှပါ ထို့သောသောသူမျိုးသည်မိမိ၏လောဘောကိုင်ဘက်မှစ၍လက်အောင်ငယ်သားများအပေါ်ပါ အခွင့်သာလျင်သာသလို ရိုက်စားခြင်းသည့်အကျင့်ဆိုးကြီးပါနေပေသောကြောင့်နောက်ဆုံးတွင်အထီးကျန်မှန်းမသည့်အထီးကျန်ဖြစ်သွားတတ်ကြပေသည် တကယ်ကောင်းဆောင်ကောင်းဖြစ်လို့လျှင်ငါသည်ကောင်းဆောင်ကောင်းတယောက်မုတ်ချဖြစ်ရမည်ဟုသောအဋိဌံကို ခိုင်ခိုင်မာမာကြီးချထားသင်ပါသည်ပထမအဆင့်မှာရလေလိုလေတရရိတ်တက်လာတတ်သောလောဘကို တတိတယလှဲ့လှဲ့ကြည့်ပြီးဇက်သက်နိုင်ဖို့လိုမည်ဖြစ်ပါသည်ဗုဒ္ဓဘာသာမြန်မာတို့၏ဆိုရိုးစကားလေးတစ်ခုရှိပါသည်လောကီစည်းဝါးချမ်းသာမှုကိုရှာတော့မည်ဆိုရင်ဘယ်တော့မှတေမီမဟုတ်လေတကယ်သို့သဘောထားပြီးဝိရိယစိုက်ထုတ်ကြရမည်လောကုတ္တရာတန်ရာ အရေးကို ရှေးရှုလျက်တရားအားထုတ်ကြင်ကြံတော့မည်ဆိုရင်လည်းယနေ့နှက်ဖြန်တရားတော်မြည်ကဲ့သို့ထိတ်လန့်တကြား အားထုတ်ကြရမည်ဟူသောစကားဖြစ်ပါသည်ရလေလိုလေလောဘကဘလောက်ပင်တက်လာစေုံတော့ထင်ရှားလာသည့်အချက်တစ်ခုမှာကိုသေးတော့ဘာမှယူသွားနိုင်သည်မဟုတ်တပည့်နှစ်ပြားတန်ပစ္စည်းကလေးများကိုပင်မမတ်မောမောတိမ့်တက်စီးတက်ကြစေကမူကိုအလောင်းကြီးကို တနည်းနည်းလွှင့်ပြေးကြတော့မိတာဖြစ်သည်ဟူသောတတိတရားမျိုးနှင့် မတော်လောဘဝိတမလောဘမျိုးကိုအရှိန် င်ပါသည်နောက်အစဉ်ကတော့လူအများကြီးအကျိုးကို စွမ်းကုန်ကြိုးပမ်းထမ်းဆောင်မည်ဟူသော ပရာဟိတစိတ်ဓာတ်မျိုးတို့တက်လှမ်းနိုင်ရန်ဖြစ်ပါသည် မကြသေးမီတာယာဝတီအောင်ရှင်းပြုစုသော လင်းခေဦးထွန်းမြင့်၏အထုပ်ပတ်တီကိုဖတ်ရပါသည်မြမပြည်တွင်ဗာဂျီးနီးယားဆေးရွက်ကိုသူမို့လို့ကြံကြံစီစီစိတ်ကူးပေါက်ပြီးပထမဆုံးစိုက်ပျိုးခဲ့သူဖြစ်ပါသည် အကူအညီပေးနိုင်မည်သူ မတွေ့အကြံတောင်းရမည်သူ မရှိ မိမိတကိုယ်တော်တဲ့အခက်အခဲလှိုင်းတဘိုးတွေကြားထဲတွင် ကူးခက်ရုံးကန်ခဲ့ပုံကိုဖတ်ကြည့်ရသောအခါတကယ့်ကိုချီးကျူးအပ်သောယောက်ျားကောင်းတရားဟု အောင်းမေးမိပါသည်ကျွန်တော်ဗဒနာထားပြီးပြောကြင်သည်ကထိုဇွဲထိုတက်သီလောက်မြကိုသာပြောကြင်သည်မဟုတ်ပါဗာဂျီးနီးယားဆေးရွက်ကိုစိုက်ပျိုးဖို့စိတ်ကူးပေါက်လာသည့်စေတနာကို ပြောလိုခြင်းဖြစ်ပါသည် သူကရန်ကုန်ဒလဘတ်မှာစံဆက်လုပ်ငန်းကိုလုပ်နေသည့် တနေ့တွင် လင်းခေးမှသူ့ဦးကြီးတော်တယောက်ရောက်လာပြီးကျေးလက်တောင်သူများဆင်းရဲလှကြောင်းဆေးဆိုင်တောင်သူများမှလည်းပင်ပန်းသလောက်အရာမထင်အရိုးပေါ်အရေးတင်မသေးယုံလောက်သာစားနေရကြောင်းပြောပြရာတွင်သူကိုယ်တိုင်လင်းခေးဘက်သို့တစ်ခေါက်ပြန်ပြီးလိုက်သွားသည်တွေးလိုက်ရသည်များက သူ့ဦးကြီးတော်ပြောပြသည်ထက်ပင်ဆိုးနေသေးသည်ထိုထိုသောတော်သူတောင်သားစင်းရဲသားတို့ကိုတနာကျင်နာလှသည်နှင့်ဆေးဆိုင်တောင်သူတို့ အကျိုးကျေးဇူးဖြစ်ထွန်းနိုင်လောက်သည့် Virginia စေစိုက်ပျိုးမှုကို စိတ်ကူးမှုကို စိတ်ကူးပေါက်သွားခြင်းဖြစ်ပါသည်။မူရင်းခြေခံကိုကလူအများ၏အစည်းအပွားကိုစောင့်အံ့ဟူသော စေတနာဖြစ်နေပါသည်။နောက်ပိုင်းတွင် တကယ်အောင်မြင်လာသောအခါတွင်လည်းစေစိုက်တောင်သူများမှ အကျိုးခံစားကြရပါသည်။ထိုကဲ့သို့သော လင်းခေဥထုံးမြင့်နှင့်ထိုသို့သော ဟင်းတဒဦးမြတို့လို စီးပွားရေးခေါင်းဆောင်ကြီးနှစ်ဦးပေါင်းဖက်မိကြတော့အခါဗာဂျီးနီးယားဆေးဆိုင်ခင်းများမှာဟင်းတဒပခုတ်ကူစသောနယ်များတို့ထိအောင် ခရီးဆန့်သွားလေတော့သည် စာပေဖွံ့ဖြိုးရေးပညာဖွံ့ဖြိုးရေးအတွက် ချက်ငွေသိန်းပေါင်းများစွာပရိသတ်ပင်လှူခဲ့သောပခုတ်ကူဥုံဖေဤဗာဂျီးနီးယားဆေးပေါင်းဖို့မှဆေးရွက်များသည်လင်းခေးဥထွန်မြင့်ဤမျိုးစေ့များတွင်အခြေခံခဲ့ရကြောင်းတတိယလိုက်မိမည်ဆိုရင်လင်းခေးဥထွန်မြင့်ကို၎င်းစီးပွားရေးအမြင့်ကျဲလာသောဟင်္ဒရဥမြကို၎င်းစီးပွားရေးခေါင်းဆောင်ကြီးများဟု ခေါ်ဆိုထိုက်ပါပေသည်ဘူဂျောင်စန်းတို့လိုနိုင်ငံရေးခေါင်းဆောင်ခေါင်းများသည်တိုင်းပြည်နှင့်လူမျိုးအတွက်မနာမနေတချောင်းတဲသောစိတ်ဖြင့်စူးစမ်းအားထုတ်ခဲ့ကြတကယ်သို့ပင်လင်ခေဦးထွန်းမြင့်တို့လို စီးပွားရေးခေါင်းဆောင်များသည်လည်းမိမိတို့ကိုယ်စွမ်းညံစွမ်းဟူသမျှကိုမတွန့်မတူတရွေးသားမကြံအောင် လူများအတွက်စွန့်လွတ်ပေးကမ်းခဲ့ကြသည်ပင်ဖြစ်ပါသည်ယခုအခါတွင် စီးပွားရေးနယ်ပယ်၌ တက်ကြွစွာလှုပ်ရှားနေကြသောလူငယ်များကိုမြင်ရသည့်အခါကျွန်တော်စိတ်တွင်သူတို့ကလေးတွေကို အလွန်အားကိုးမျှော်မှန်းခြင်းဖြစ်မိပါသည် ထို့ကြောင့်လည်းမြတ်တာစကားနှင့်ဤကုံချုပ်လိုက်ခြင်းပါသည်ငါချမ်းသာရမည်ဟူသောစိတ်နှင့်မကြိုးစားပါနှင့်ငါဟာမုတ်ချစီဝါရေးခေါင်းဆောင်တယောက်ဖြစ်ရမည်ဟူသောစိတ်နှင့်ကြိုးစားကြပါ လူလဲချမ်းသာပါလိမ့်မည်စိတ်လဲချမ်းသာပါလိမ့်မည် အများလဲဝပါလိမ့်မည် တမိုင်းလဲလှပါလိမ့်မည် ထူးကြွန်သော စီးပွားရေးခေါင်းဆောင်များဖြစ်ကြပါစေတည်းဖူးသစ်ဝေမဂ္ဂဇင်းအတွဲ၁အမှတ်၃မတ်လ1994လူငယ်နဲ့တတ္တိကျွန်တော်တို့တက္ကသိုလ်ရောက်စပထမနှစ်လောက်တွင်လေထဲကအတန်ဟူသောအင်္ဂလိပ်စာစာအုပ်ကို သင်ခဲ့ရဖူးပါသည် ပုဂ္ဂိုလ်ကျော်များ BBC အတန်လွင့်ဌာနမှပြောပြချက်များအနက်ကောင်းနိုးတင့်နိုးရာတို့ကိုရွေးချယ်စုပေါင်း၍ထားသောစာအုပ်ဖြစ်ပါသည်စာပေအကြောင်းတမိုင်းအကြောင်းစစ်အကြောင်းစသည်ဖြင့်အကြောင်းအရာလဲစုံလင်ပါသည်တန်အသင့်ထိုဟောပြောချက်များအနက်ယခုထက်တိုင် ကျွန်တော်မမေ့နိုင်သေးသည့်အကြောင်းအရာမှာစာဝီလျံစလင်း၏တတ်သည့်ဆိုတာပါလေ what is courage ဖြစ်ပါသည် စာဝီလျံစလင်းကိုကျွန်တော်တို့မြန်မာများကဗိုလ်ချုပ်ကြီးစလင်းဝင်းစာကွန်ဘေး General Slim အဖြစ်လူသိများပါသည်ဖက်စစ်ဒေါ်လန်ရေးကာလတွင် ကျွန်တော်တို့ဗမာဒေါ်လန်ရေးကို မဟာမိတ်တပ်များကအတိအမှတ်ပြုရေးအတွက် ဆောင်ရွက်ရန်တန်တမန်အဖြစ်ဗိုလ်ချုပ်အောင်ဆန်းတွားရောက်တွေ့ဆုံခဲ့သည်မှာဗိုလ်ချုပ်ကြီးစလင်းဖြစ်ပါသည်သူရေးသားခဲ့သောစစ်မှတ်တမ်းအရှုံးမှသည့်အောင်ပွဲသို့ defeat into victory စာအုပ်တွင်ဘိုးကျော်အောင်ဆန်းနှင့်ပတ်သက်၍သူထင်မြင်ချက်ချီးကျူးချက်တို့ကိုထည့်သွင်းရေးသားခဲ့သောကြောင့်ကျွန်တော်တို့မြန်မာများကလည်းသူ့ကိုချစ်ခင်ကြပါသည်ထိုထိုသောအကြောင်းအရာများကို အပထား၍အထက်တွင်ကျွန်တော်ဖော်ပြခဲ့သောတတိဆိုတာဘာလဲဟူသောဟောပြောချက်ကြောင့်ပင်လင် ကျွန်တော်သူ့ကိုကြည်ညိုမိပါသည်ဗြိတိရှစစ်ဘိုလ်ချုပ်ကြီးစလင်းဤဟောပြောချက်အကျဉ်းချုပ်ကိုကျွန်တော်တင်ပြလိုပါသည် ကျွန်တော်စောင်းပါအဲ့အတွက်လိုအပ်သမျှအချင်းချုပ်မှာလူတိုင်းတွင်တတိရှိသည်ယောက်ျားမိန်းမလူဖြူလူမဲမရွေးတတိရှိသည်တတိနဲခြင်းများခြင်းသာလျင်ကွာခြားသည်နဲလျင်ခဏနှင့်ကုံတက်၍များလျင်ကြာရှည်ခံသည်တဖန်တတိတွင်ကာယတတိနှင့်စိတ်ဓာတ်တတိ physical courage and moral courage ဟူ၍နှမျိုးရှိသည် ကာယတတ္တိဆိုဒီမှာကိုယ်ကာယဆင်းရဲမှုခံဝင်ခြင်းတိုက်ဝင့်ခိုက်ဝင့်ထိုးဝင့်ကြိတ်ဝင့်ခံဝင်ခြင်းစသည်တို့ဖြစ်ပေသည်စိတ်ဓာတ်တတ္တိမှာမှန်သည်ဟုထင်သောကိစ္စအတွက်ကိုကြိုးစွန့်၍ယက်တီဝင်ခြင်းအနစ်နာခံဝင်ခြင်းယုံကြည်ချက်အတွက်အသက်ကိုစွန့်ဝင်ခြင်းချီးမွမ်းကဲ့ရဲ့စသည့်လောကဒဏ်တရားကိုတီးခံနိုင်ခြင်းစသည့် တတ္တိမျိုးဖြစ်သည် လူတိုင်းတွင် ကာယတတ္တိအ ਨੇ နှင့်အများရှိစမြဲဖြစ်သည် သို့သော နေရာဌာနအားဖြင့်ကွာတတ်သည်မိမိကျွမ်းကျင်ယဉ်ပါနေသော ကိစ္စမျိုးတွင် ပိုပြီးတတ္တိကောင်းတတ်သည်တောင်ပေါ်သားတယောက်သည် ရေလန်းခီးရေလုပ်ငန်းတို့တွင်တတ္တိနေကောင်းနေမည်ဖြစ်တော်လဲတောရိပ်တောင်စွဲတွင်မူကားတတ္တိပိုကောင်းပေလိမ့်မည်အတွေ့အကြုံယဉ်ပါမှုဖြင့် ကာယတတ္တိကို တိုးတက်လာအောင်ပြုစုပြိုးထောင်ယူနိုင်ပေသည်စိတ်ဓာတ်တတ္တိမာမူကကိုကျင့်တရားအတိညာဉ်စသည်တို့နှင့်သက်ဆိုင်သည်ထို့ကြောင့်အလွယ်တကူပြုစုပြိုးထောင်၍မရအသိပညာစီးပူးခြင်းစင်ခြင်းတုံတရားကို ကြီးမားစေခြင်းယုံကြည်ချက်ကို ခိုင်မြဲခြင်းစသည့်တို့ဖြင့်မွေးမြူပြိုးထောင်နိုင်သည်စိတ်ဓာတ်တတ္တိကိုအားကိုးသူတို့မှတခါတရံကာယဆိုင်ရာစွန့်စားမှုများကိုပြုလုပ်ရန်ဝင်လေတတ်သည် ဖြစ်နိုင်ရင်ရှောင်ချားခြင်းကြသည် သို့သော ထိုသူများကိုအထင်မသေးအပ်အရေးကြုံလာ၍လိုအပ်လာသည့်အခါများတွင်သူတို့၏အသက်အိုးအိမ်စည်းစိမ်နှင့်ဘဝကြီးတစ်ခုလုံးကိုပါရရရော်ရော်ဆွန့်လွတ်တတ်ကြသည် ထို့ကြောင့်စိတ်သက်တ္တိကပိုမိုကြီးမြတ်သည်ဟု ဆိုသင်သည်လူတိုင်းတွင်တ္တိရှိတော်လဲနည်းခြင်းများခြင်းကွာခြားသည်နည်းလျင်ကြကြမခံများလျင်ကြကြခံသည်တ္တိကိုဒရဇက်အနာမပေးဘဲသုံးဆွဲနေလျင် ဘက်ထရီကဲ့သို့ပင်ကုန်သွားတတ်သည့်ခိတ္တအနားပေးလိုက်လျင်ဘက်ထရီကိုအားပြန်သွင်းလိုက်တဲ့ကဲ့သို့တတ္တိပြေလာနိုင်ပြန်သည်တတိကုံစပြုနေခြင်းကိုသတိထားကြည့်လျင်ထင်ထင်ရှားရှားတွေ့နိုင်သည်ပထမဆုံးရက်ရှည်လများရန်သူနှင့်တရဇက်ရင်ဆိုင်နေရသောအခါစစ်သားများသည်တန့်ရှင်းမှုတည့်ရက်မှုစသောစည်းကမ်းများကိုလိုက်နာခြင်းမရှိဖြစ်လာတတ်သည်စားတောက်နေထိုင်မှုဝိစားဆင်းရဲမှုတို့တွင်ဖြစ်ကြက်ဆန်း ပြစ်စလက်ခက်နေလာတတ်သည်ဒုတိယအဆင့်စကားအပြောဆိုရိုင်းဆိုင်ကြမ်းတမ်းလာသည်ညစ်တီးညစ်ပတ်တိုင်းထွာဆဲရေပြောဆိုမှုများထူပြောလာတတ်သည်တတိကုံခန်းခြင်းဒုတိယအဆင့်စီသို့ရောက်နေကြောင်းသတိထားမိရသည် နောက်တန်းသို့ခိတ္တပြန်ပို့ပြီးအေးလူလူနားနေလိုက်လျင်ခဏချင်းနှင်းပင် ပုံမှန်ပြန်ရောက်သွားနိုင်သည်ဤသို့မှနားခွင့်မရဘဲဖြစ်နေလျင် နောက်ဆုံးတတိယအဆင့်သို့ရောက်လာတတ်သည် ထိုအဆင့်သို့ရောက်လာရင် စင်ကျင်တိုင်းထွာမှုတီးခန့်နိုင်မှုပျောက်ွယ်ပြီးမိုက်ယူရဲဖြစ်သွားတတ်သည်မိုက်ယူရဲတဇွတ်ထိုလုံးမှုကြောင့်လည်းထိမှန်ကြဆုံးသွားတတ်သည်ဤသို့အရေးအကြောင်းကြီးကြီးမားမားကြုံလာရင်တတိနေပါသူကစောစောစီစီကုန်ခန်း၍တတိများသူက ကြာရှည်ခံနိုင်သည်ကြာရှည်ခံသောတတိမျိုးကိုဇွဲဟုခေါ်သည်ဇွဲဆိုသည်မှာအခြားမဟုတ်ပေကြာရှည်ခံသော တတ္တိပင်ဖြစ်သည်ဇွဲသည်တတ္တိဤအနှစ်သာရပင်ဖြစ်သည်ဤဒီမှာဘိုးချုပ်ကြီး slim ဤဟောပြောချက်အချင်းချုပ်ပင်ဖြစ်ပါသည်ကျွန်တော်အဆောင်ပါအတွက်လိုအပ်သမျှကိုအချင်းချုပ်တင်ပြထားခြင်းဖြစ်၍မပြည့်စုံသေးကြောင်းကိုကအထူးပြောပွဲမလိုတော့ပါကျွန်တော်ဒီစစ်ဘူတရားမဟုတ်ပါចောင်းစရာတရားမျှသာဖြစ်ပါသည်ထို့ကြောင့်ကျွန်တော်ပတ်ဝန်းကျင်တွင်စစ်တီတော်များမရှိပါចောင်းသားများသာရှိပါသည် ကျွန်တော်ကျင်လေရသောနေရာမှာစစ်မြေပြင်မဟုတ်ပါ ကျောင်းစာသင်ခန်းများသာဖြစ်ပါသည်ထို့ကြောင့်ကျောင်းဆရာဖြစ်သောကျွန်တော်သည်ကျွန်တော်၏ကျောင်းစာသင်ခန်းများရှိကျောင်းသားများကိုသာလေ့လာရပါသည်စစ်မြေပြင်၌တတိနေသောတတိများသောစစ်တီတော်များရှိတကယ်သို့ကျောင်းစာသင်ခန်းစစ်မြေပြင်တွင်လည်းတတိနေသောတတိများသောကျောင်းသားများကိုတွေ့နေရမည်ဖြစ်ပါသည်ပညာသင်နှင့်အစစာသင်ခန်းစစ်မြေပြင်သို့ဝင်လာကြသောကျောင်းသားများမှာတတိအပြည့်နှင့်ဖြစ်ပါသည် ဒီနှစ်တော့အပြတ်အသတ်စူးစမ်းလိုက်မယ်ဟူသောတန်ဓိဋ္ဌန်နှင့်ကြီးဖြစ်ပါသည်တတိကိုလည်းများများဆဆမတုံးဆွဲရသေးပါထို့ကြောင့်စီကံစနစ်ကျမှုတည့်ရမှုများကိုကျင့်တတ်ဖွယ်ရာတွေ့နိုင်ပါသည်လွယ်ဤတစ်ကလေးတွင်စောက်တစ်ကလေးများကိုထဲ့ပြီးဒုံကြီးစိမ့်အင်ကြီးဖြူတတိလေးတလူလူနှင့်ဖြစ်နေတတ်ပါသည်မဆုစာုပ်ကလေးများကိုကြည့်မလားအဖုံးလေးများပင်ဖုံးထားလိုက်သေးသည်နမီထိုးထားလိုက်သည်မှလည်းမောင်ဘသူမတ်ဘဝဘနဲ့တန်း ကကြီးခါကိုစသည်ဖြင့်လက်ရည်လေးများမှာဝိုင်းဆက်နေတတ်ပါသည်စာအုပ်ကိုဖြန့်ကြည့်လိုက်လျင်ဘေးမြင့်တားပုံရက်ဆွဲတက်ပုံမှစ၍ပြောစရာမရှိပါ လက်ရည်ကလည်းလှလှပပအပြင်စင်ကလည်းကြကြနနမှု ကြည့်လို့မဝနိုင်အောင်ရှိနေပါလိမ့်မည်ချိန်စရာလေးများကူးထားလိုက်ပုံကပင်လင်ရောင်စုံချဲထားသဖြင့်အမှုပညာမြောက်လာချီရဲ့ဟုအောက်မေ့ရပါသည် အင်းစားတွေပေးလိုက်သမျှမပြီးခဲ့သည့်နေ့ဟုမရှိပေးလိုက်သမျှစာကို တနေ့စာတနေ့ရပြီးဖြစ်နေသည်စာကလည်းမြများဆဆမရှိသေးပါဆရာတွေကလည်းကြောင်းလာခါကောက်ရ စောက်စရင်လောက်ရစောက်ဖို့တောင်းရစရင်သွင်းရနဲ့မေမေရရစာမတင်နိုင်သေးပါထို့ကြောင့်တနေ့ပေးလိုက်သောစာကို တနေ့ကြက်ပြီးဖြစ်နေသည်ကျွေးတင်သောစာဟူ၍တလုံးမြပင်မရှိဒီကြားထဲတွင်တန်ဋိဌံချပြီးဖြစ်သည့်အတိုင်းမနှက်စောစောထပြီးစာကြက်လိုက်ပါသေးသည် ကျောင်းသွားခံနေသောအခါအချိန်စရင်ကိုတေချာကြည့်ဒီနေ့ UMI စာအုပ်ကိုရွေးလွဲဤထဲတေချာထက်ပေတံပါလားခဲတံပါလားကိုမဘူးပါလားစစ်စေးဘာမှလိုလေသေးမရှိတတ္တိကအပြည့်ဤသို့လျင်တရက်နှစ်ရက်တစ်ပတ်နှစ်ပတ်တစ်လနှစ်လကြာလာတော့သည်တတ္တိနေသူကတတ္တိနေပုံကိုပြလာပါပြီမင်းညကဒီဝိုင်းနာထောင်သည်အငိတ်သွားကြည့်သည်ဗီဒီယိုသုံးကားတွဲကြည့်မိသည်ထို့ကြောင့်မနေ့အိယာကမထချင်တော့ နိုင်နိုးဆက်ကတော့မိပါ၏အိယာထခြင်းစိတ်ကလုံးဝမရှိသို့တော့ကိုယ်တန်ဒိဋ္ဌန်ကြီးကလည်းမနဲ့စောစောထပြီးစာကြက်မယ်ဒါကြီးကိုလည်းမဖြတ်ချင်ထို့ကြောင့်ကိုယ့်ဘာသာကိုစင်ကြေပေးနေရသေးသည်ညကအိပ်ရေးပြတ်ထားတယ်မဟုတ်လားတိတ်အိတ်ချင်နေတာတိတ်အိတ်ချင်နေတော့စာကြည့်တော့လည်းခေါင်းထဲဝင်တာမဟုတ်ဘူးဒီတော့နှစ်ဖြန်မှနှစ်ရက်စာပေါင်းပြီး၄နာရီကထပြီးစာကြက်မယ်ဟုတ်တယ်ဆက်အိတ်လိုက်မယ်ចောင်းသွားချိန်ရောက်၍ အိမ်ကနှိုးမအိယာထားရသည်ဂမန်ကဒန်မျက်နှာသစ်ထမင်းစာအေးတကြီးចောင်းတို့ထွက်လာခဲ့သည်ចောင်းရောက်တော့ဘောဂဗေဒအတင်ပြီးပထဝီစာအုပ်ကိုမှားယူလာခဲ့သည် ဟုတ်သားပဲဒီနေ့ဘောဂဗေဒပဲသို့တော်လဲကိစ္စမရှိပထဝီစာအုပ်နောက်မှာပဲဘောဂဗေဒကိုကူးယူသွားတော့မည်အိမ်ရောက်မှဘောဂဗေဒအမှတ်စုစာအုပ်ထဲကူးထည့်တော့မည်အိမ်ရောက်တော့မကူးဖြစ်ပါနောက်တနေ့မနက်၄နာရီလဲမထဖြစ်ပါဤသို့အားဖြင့်ဒဇဒဇစီကံပြတ်လာသည် တ်စုတွေကလည်းအယောယောအထွေးထွေးဖြစ်ကုန်ပြီးတင်ချာစာအုပ်ထဲမှာတမိုင်းမှတ်စုတချို့ပထဝီစာအုပ်ထဲမှာဓာတုဗေဒမှတ်စုတချို့တခါတရံတော့ဗလာစာအုပ်တစ်တွေဝယ်ပြီးမှတ်စုတွေအားလုံးပြည့်စုံအောင်ပြန်ကူးထည့်မည်ဟု စိတ်ကူးမိသေးသည် သို့သော စိတ်ကူးသာရှိသည် လက်တွေ့မလုံဖြစ်နိုင်တော့ကိုမဆုတွေကိုကြက်ဖို့ရာကလည်းယုံကြည်စိတ်မရှိတော့မထူးတော့ပြီးဟူသောစိတ်ဖြင့်နောက်ထပ်ပြီးမဆုကူးရ၌လဲစူးစမ်းပန်းစားပင်မရှိတော့ အပြင်းပြေဝိကြေတန်းကြေလောက်သာကူတော့သည်အတန်းထဲတွင်ရွှွှွှနောက်နောက်ပြောရင်းပြောင်းရင်းပင်မှတ်စုကိုလိုက်ရေးလာသည်ဒုတိယအဆင့်သို့ ရောက်လာပါပြီနက်နက်စောစောအိယာထပြီးစာဖတ်ဖို့တန်ဒိဋ္ဌန်ကြီးပြတ်သွားသည်ကတော့အတော်ကြီးကြာခဲ့ပါလိမ့်ပြီနောက်ဆုံးမတ်ယူရဲ့အဆင့်ရောက်ပါတော့မည်ကျူရှင်တွေအနီးကပ်ပို့ချချက်တွေအထူးထုတ်တွေဒါတွေကိုအားကိုးရတော့မည်ရန်ကုန်ကဆရာကြီးတွေကိုတိုင်လာပြီးပို့ချမည် ၃လအတွင်းဘာသာစုံပြီးစီရမည်၃လအပြည့်တင်နန်းကြီးအဲ့ဒါကိုပဲတတ်တော်မည်စာမေးပွဲဝင်ခွင့်ပုံစံတင်ပြီးပြီးကျောင်းမတက်လင်းလဲကိစ္စမရှိတော့ကျောင်းမတက်ပဲစာကို အပြက်ဖိချတော်မည်ကျူရှင်စာတွေပဲအပြက်ကျတော်မည်ကျူရှင်ကလည်းတစ်နှစ်လုံးစာအတွက်သင်ခန်းစာ ကိုးတန်းပြတန်းချက်ပါနှစ်နှစ်လုံးအတွက်သင်ခန်းစာကို၃လနှင့်အပြက်တင်ရသည်ဖြစ်လျာဘဲမာလျင်အသေးစိတ်တင်နိုင်ပါမည်နီကျော်တန်ဒီကိုကျော်လွှားတန်ဒီကိုလွှားရစမဲဖြစ်သည် သင်ပေးယုံပူချယုံသာတက်နိုင်သည်လေ့ကျင့်ချိန်မပေးနိုင် ကိုကအခြေခံမခိုင်လေရကသင်ငန်းစာတစ်ချက်ကြော်လိုက်ရင်တချီမောကြံရမြဲဖြစ်လာသည်ဤသို့ဖြင့်သုံးလပြက်ကိုလည်းစိတ်မချမယုံကြည်တော့နောက်တော့နှစ်လပြက်တစ်လပြက်ပြက်သည်ထက်ပြက်လာလေသည် နောက်ဆုံးကြတော့မထူးတော့ပါဘူးဟုမယူရဲဆန်ဆန်လှုပ်ကြရသည်ခံမှန်းမိကွန်းတွင်မုတ်ချတိုးရမည်ဆိုသောမိကွန်းတွေရန်ကုန်ဘသူစီကရခဲ့တာဘသူကပေးလိုက်တာ ဘယ်ပုပ်ကူကြီးရဲ့သားကအပိုင်ရထားတာစသည်စသည်ဖြင့်ခန့်မှန်းတွေပုံသေးမေးခွန်းတွေတပြုံကြီးဖြစ်လာသည်အဲ့အရာအလုံးပေါင်းလိုက်ပြန်တော့လဲကြတန်းချက်ကုန်တလောက်ဖြစ်နေပြီကြက်ဖို့တွက်ဖို့အချိန်လုံးဝမရှိတော့ပြီဟဲစာမွေးဝဲဆိုတာကံလဲရှိသေးတာပဲဤသို့အဖြစ်ကံတာအမိကံတာအဖအောင်းမေပြီးစွန့်စားရတော့သည်စာမွေးဝဲဆိုဒီမှာစွန့်စားခြင်းမဟုတ်ထီထိုးခြင်းမဟုတ်ဓာရီကိုဖတ်တာဓာရီကိုလေ့ကျင့်တာ အဲ့ထဲကစာတွေကိုရသလားမရဘူးလားမေးမယ်။ဖြေနိုင်ရင်အောင်မယ်မဖြေနိုင်ရင်ရှုံးမယ်ဟုပြောင်ပြောင်တင်းတင်းကြီးလောက်ရတော့ကိစ္စမျိုးဖြစ်သည်။ကံကိုဘယ်နေရာမှာအားကိုးရပါမည်နည်းစာမွေးဝဲဖြေကနည်းတွင်မကြမ်းမမာဖြေ၍မဖြေနိုင်သည့်ကိစ္စမျိုးမှအပကံကိုရိုးမယ်ဖွဲ့စရာအကြောင်းတစုံတရာမရှိပါ။ကျွန်တော်သည်ចောင်းစရာတယောက်သားဖြစ်ပါသည်။ကျွန်တော်ပြောဝင်ပါသည်။တတ္တိကောင်းသောတတ္တိများသောဝါ ်ဆွဲကြည့်သောចောင်းသားတို့သည်စာမေးပွဲကိုအောင်ကြမည်ဖြစ်ပါသည်တတ္တိကိုကြာရှည်ခံအောင်မွေးမြူကြဖို့လိုပါသည်တတ္တိကိုမွေးယူလို့ရသလားမွေးလို့ရပါသည်ကျွန်တော်လိုလူမျိုးကပြောသည်ကိုမယုံပါနဲ့ဘူချုပ်ကြီးစလင်းပြောသည့်စကားတစ်ပိုက်ကိုထပ်ပြီးပြောကြင်ပါသေးသည်မြမပြည်မြောက်ပိုင်းသို့မဟာမိတ်တပ်များထိုးဖောက်ဝင်ရောက်ကြသောအခါဗိတိရှစစ်သားများမှမြမတို့၏တောတောင်ရေမြေတောနေသတ္တဝါများနှင့်မရင်ပါကြသောကြောင့် ရှင့်ခုံချတီကိုလည်းလန့်မြောက်អော်တီကိုလည်းထိတ်မွေကိုလည်းကြောက်ကြားကိုလည်းယွန့်ဖြစ်နေကြသည် ထို့ကြောင့်ကင်းထောက်တပ်ဖွဲ့တစ်ခုကိုကင်းထောက်လွတ်လိုက်လျင်အချိန်တန်၍ပြန်သာရောက်လာရောဘာသတင်းမှမမေရရမပေးနိုင်သတင်းသာမရခဲ့သည် လူတွေကတော့တုံတုံရင်ရင်တထိတ်ထိတ်တလန့်လန့်ဖြစ်နေတတ်သည် ဤတွင်မှမြမပြည်ဤတောမြိုင်ရိတ်ကြီးမျိုးနှင့် ရင်ပါအောင်ကြံစီရသည်အိန္ဒိယပြည်မြောက်ပိုင်းမြမပြည်တစ်တောမျိုးနှင့်တူသောဒေသ၌နှစ်လသုံးလစခန်းချရသည်ထိုအခါတွင်မှအသားကျသွားသည် ထိုလေ့ကျင့်ပြီးတက်သားများကိုမြမပြည်မြောက်ပိုင်းတောတွင် တက်စခန်းများ၌သုံးလိုက်သောအခါအလွန်ခရီးတွင်သည်ကို တွေ့ရသည်ကင်းထောက်တပ်ဖွဲ့တစ်ခုကိုလွတ်လိုက်ရင်ရန်သူတပ်စခန်းအခြေအနေအဖို့တန်တဲ့ရင်များပေးနိုင်ုံသာမကတခါတရံ ဂျပန်စစ်ခမောက်နှလုံးလောက်ပင်ပါလာဓာတ်သေးသည်ဟုဆိုပါသည်ဤသို့လျင်တတိကိုလေ့ကျင့်ရင်ပါစေခြင်းဖြင့်မွေးမြူပြိုးထောင်၍ရနိုင်ပါသည်ဤကိစ္စကိုခဏဖြတ်ပြီးမကြသေးမီကမှကွယ်လွန်သွားရှာသောတင်းချပါမောက်ခ ဟောင်းဆရာကြီးဦးအောင်လှအကြောင်းကိုပြောခြင်းပါသည်ရန်ကုန်တက္ကသိုလ်တွင်ပါမောက်ခဦးအောင်လှမှာအလွန်နာမည်ကြီးပါသည်တင်းချညာကြီးလာသည်ဟုလည်းကြော်စောပါသည်ကျွန်တော်မှတ်မိသမျှ 1952ခုနှစ်လောက်ကထင်ပါသည်ပကိုးဆောင်လားတထုံဆောင်လားမမှတ်မိတော့ပါအဆောင်၌နှစ်ပတ်လည်ညစာစားပွဲတွင်ဆရာကြီးဦးအောင်လမိန်ခွန်းစကားအနှဲငယ်ပြောပါသည်အခမ်းအနားမစမီတယောက်ယောက်နှင့်တင်ချာကြောင်းစကားဆက်မိဟန်တူပါသည်ဆရာကြီး၏မိန်ခွန်းတွင် ထိုအချက်ကိုထည့်ပြီးပြောသွားလိုက်သည်ကိုကျွန်တော်မှတ်မိနေပါသည် ကျွန်တော်မှတ်မိသည်မပြောရလင်မင်းတို့ကငါ့ကိုတင်ချာညံကြီးတယ်လို့ထင်နေကြတယ် မိုးရပါညံတွေပါဒမီတွေထင်နေကြတယ်မဟုတ်ဘူးကွငါငငယ်တုန်းကတင်ချာတိတ်ညံ့ခဲ့တယ်အောင်မက်ရအောင်မနေစူးစားခဲ့ရတာတင်ချာဆရာစိတ်ညစ်အောင်ညံ့ခဲ့တာဒီလိုနဲ့ခုနှစ်တန်းရှစ်တန်းလောက်မှာဆရာကညံ့ရမလားဆိုပြီးနရင်ကိုတချက်ချလိုက်တာထူပူသွားတာပဲအဲ့ဒီမှာငါတော်တော်လေးရှက်သွားတယ်ဒေါသလည်းဖြစ်သွားတယ်အဲ့ဒါနဲ့ဒီလောက်တောင်ဖြစ်လာတဲ့တင်ချာဆိုပြီးအမြင်ကက်ကက်နဲ့တွက်ပြစ်တာပဲ အဲ့လိုဒေါသဖြစ်ဖြစ်နဲ့အမြင်ကပ်ပြီးတွက်ရင်တင်ချာကိုစိတ်ဝင်စားသွားတာနဲ့တင်ချာပါမောက်ခဖြစ်လာရတာကွပါရမီမဟုတ်ဘူးပါရမီဆိုရင် ငငယ်ကလေးကတော်လာမှာပေါ့ကွဒီတော့တင်ချာဆိုတာနာနာတွက်နေရင်တော်လာတာပဲညံကြီးမှဖြစ်တဲ့ကိစ္စမျိုးမဟုတ်ပါဘူးငါညံနဲ့မင်းတို့ညံနဲ့အတူတူပါပဲကွဤတို့ပြောခဲ့ဘူးပါသည်ကျွန်တော်ကိုတွေးအရလဲထိုကဲ့သို့ပင်ဖြစ်ပါသည်ဘိုးချုပ်ကြီးစလင်းပြောသလို့ တင်ချာတော်ရိုင်းမြေတွင် အတွေ့အကြုံများ၍ရင်ပါသွားခြင်းဖြစ်သည်ဟုဆိုနိုင်ပါလိမ့်မည်။မောမြေ၏ရင်သွေးများမိမိတတ္တိကိုပြန်လဲစစ်ဆေးကြည့်ကြလိမ့်မည်ဟုထင်ပါသည်။ပညာတော်ရိုင်းမြေတွင် တွေ့ကြုံရင်ပါတတ္တိပွားလာအောင်ကြိုးပမ်းကြပါဟုတိုက်တွန်းလိုက်ရပါသည်။မောမြေရင်သွေးမဂ္ဂဇင်း1984အောင်တင်။ ဟုတ်ကဲ့ပါရှင်ဆရာကြီးအောင်သိန်းရဲ့ပေးသူနဲ့ယူသူဆိုတဲ့စာအုပ်လေးကတော့ဒီမှာပဲဆုံးသက်သွားခဲ့ပါပြီရှင်။နားဆင်အားပေးကြတဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ချမ်းမာဘေးကင်းကြပါစေ။